မိဘမရှိပဲတကောင်ကျွဲဘဝနဲ့ကြီးပြင်းလာခဲ့ရာကနေကလေးမွေးပြီးအမျိုးသားဖြစ်သွားခဲ့တဲ့ဇကုံးနဲ့အွယ်ကောင်မလေး ရည်မြအောင်လုံးမဲမင်္ဂလာပါရှင် MSLE Fish ကနေပြီးတော့ပြန်လည်ချူဆူလိုက်ပါတယ်အမျိုးသမီးလေးတွေကမကောင်းတဲ့အမျိုးသားနဲ့တွေ့ပြီဆိုရင်တော့ဘဝတစ်ခုလုံး၅ပါးမောင်ရတဲ့အဖြစ်တွေနဲ့ရင်ဆိုင်ရပါတယ်စကူနဲ့အရွယ်သာရှိတဲ့ပြုံးမမမှလည်းအသက်စကူနဲ့နဲ့ကလေးတယောက်ရပြီးတော့ဒုက္ခရောက်နေရတာပါပြုံးမမကလက်ရှိမှာကလေးမွေးထားတာ၉ရက်ပဲရှိပါသေးတယ် ကလေးဝေးပြီးကိုရဲနဲ့တင်သူဘဝကအချိန်မဲ့အနေမဲ့နဲ့ဒုက္ခရောက်နေရတာဖြစ်ပါတယ်။ပြုံးမမကကလေးတယောက်နဲ့အတူ အမျိုးသားရဲ့ပြစ်ပယ်ခြင်းကို ခံခဲ့ရတာပါ။ကလေးမမွေးခင်ကလေးကအမျိုးသားဖြစ်သူကသူ့သားအမိကိုထားခဲ့ပြီးတော့ကိုလို့ယုံသွားခဲ့တာဖြစ်ပါတယ်။ကောင်မလေးကအသက်၁၉နှစ်အရွယ်နဲ့မလိုက်အောင်ဘဝအပူတွေကို ခံစားနေခဲ့ရတာဖြစ်ပါတယ်။ခင်ဘုံကအပြစ်ခံလိုက်ရတဲ့အပြင်အားကိုးစရာမိဘကလည်းမရှိပါဘူး။မိဘမရှိသလိုဆွေမျိုးတိုင်းဝမ်းကလည်းမရှိပါဘူး။ ူးငငယ်ကလေးကမိဘဆွေမျိုးတရားမှမရှိဘဲနေထိုင်ခဲ့ရတာပါသူ့ကိုမွေးထားခဲ့တဲ့မိဘကဘသူမှမသိခဲ့ရသလိုတကောင်ကျွဲဘဝနဲ့နေခဲ့ရတာပါမိဘမဲ့တရားနဲ့ရှင်သန်လာခဲ့ရတာဖြစ်တဲ့အတွက်ဆွေမျိုးတွေဆိုတာလည်းမရှိပါဘူးကောင်မလေးကအခြားရာအလုပ်လုပ်ပြီးတော့နေထိုင်လာခဲ့ရပြီးအမျိုးသားဖြစ်သူကိုယုံကြည်လို့လက်ထပ်ခဲ့မိတာပါ target ခင်ရတဲ့အချိန်မှာလဲပြုံးမမကအထူးတလဲပြုတ်ပြတ်သွားခဲ့ရတာမျိုးမရှိပါဘူးပြုံးမမရဲ့ဘဝကကုကေရမဲနေခဲ့တာကြပါ ပြီးဆွေမျိုးကလည်းမရှိသလိုခင်ပွန်းဖြစ်သူကလည်းဖြစ်သွားတာကြောင့်ရက်ွက်ထင်ရသူတွေကတော့ကလေးကိုခန်းနှင်းဝေကိုပေးပြဖို့ပြောကြပါတယ်ဒါပေမဲ့ပြုံးမမကကလေးကိုခန်းနှင်းဝေကိုပေးပြဖို့စိတ်ကူးမရှိပါဘူးသူကိုယ်တိုင်ကမိဘမဲတကောင်ချွတ်ဘွားနဲ့ဖြတ်တန်းလာခဲ့ရတဲ့အတွက်ဘလောက်တောင်ခက်ခဲပြီးတော့ပင်ပန်းအားငယ်ရလဲဆိုတာကိုကောင်းကောင်းသိပါရယ်။ဒါကြောင့်မို့လဲကလေးကိုတယောက်တည်းရအောင်ပြုစုဆောင်ရှောက်မယ်ဆိုပြီးတော့ဆုံးဖြတ်ထားတာဖြစ်ပါရယ်။ ကလေးကိုမရရတဲ့နီလန်းနဲ့အလုပ်ကျွေးမယ်လို့ဆုံးဖြတ်ထားတာကြောင့်လက်ရှိမှာ နေစရာတော့အခက်အခဲဖြစ်နေတယ်။ကလေးတယောက်နဲ့နေစရာမရှိတဲ့အတွက်အရန်ကိုခက်ခဲနေကြတာပါ။ဒါကြောင့်မို့လဲကုထုမင်းစီမှာနေစရာလေးများရမလားလို့အကူအညီတောင်းလာခဲ့တာပါ။ကုထုမင်းကလည်းတနိုင်သမျှအကူအညီပေးဖို့စဉ်းစားပြီးတော့သူ့အကောင့်မှာတင်ပေးခဲ့ပါတယ်။ကောင်မလေးကိုမြင်ရသူတိုင်းကလည်းဂိူနာစိတ်တွေဖြစ်သွားကြပါတယ်။ ခေါင်မလေးရအပြုံးလလလေးကိုပိုင်ဆိုင်ထားတဲ့အပြင်ချက်စရာကောင်းတဲ့အသွင်ပြင်ရှိပါတယ်။မျက်နှာအောင်မြင်ရင်ချစ်ခင်ပါစေဆိုတဲ့ဆုတောင်းပေးခဲ့တာမို့မြင်ရသူတိုင်းကသူမကိုကြည့်ပြီးတော့အေးချမ်းတယ်လို့ခံစားနေရတာပါ။ခေါင်မလေးရကြမ်းတမ်းတဲ့လောကဒဏ်ကိုရှင်ဆိုင်နေရပေမဲ့ပြုံးပြိုးကြီးနဲ့သာရင်ဆိုင်ဖြတ်တန်းနေတာဖြစ်ပါတယ်။ ပြုံးမမရဲ့အပြုံးလှလှလေးတွေကြောင့်ကုညီကျင်တဲ့သူတွေကလည်းများလာခဲ့ပါပြီ။အခုဆိုရင်ကိုထွန်းမင်းနဲ့ဆက်သွယ်ပြီးတော့ပြုံးမမအတွက်အလူငွေတွေကိုဆက်သွယ်ပြီးလူရန်ပေးနေကြတာပါ။ဒါအပြင်နေဖို့အတွက်လည်းမိသားစုတစုကပြုံးမမကိုသူတို့အိမ်မှာခေါ်တင်ထားမယ်ဆိုပြီးတော့ကလန်ထားခဲ့တာပါ။ကလေးတယောက်နဲ့ရုံးခန့်နေရတာကိုမကြည့်ရတဲ့အတွက်ကုညီကျင်တဲ့သူကများနေခဲ့တာပါ။ကိုထွန်းမင်းကနေတဆင့်လဲသိန်း30ကိုအလူငွေအနေနဲ့လူရန်ထားသေးတာဖြစ်ပါတယ်။ဆွေမျိုးအတိုင်းဝိုင်းလည်းမရှိတဲ့အပြင် ကလေးတယောက်နဲ့ယုံခံနေရတဲ့16နှစ်အရွယ်ကောင်မလေးရဲ့ဘဝအမောကိုတင်ဆက်ပေးလိုက်တာဖြစ်ပါတယ်။ချစ်ရှုအားပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။